။နှစ်ဖက်စလုံးမှာရှိအာဏာပိုင်တွေမှာဒီ corruption ကိစ္စတွေအောက်တိလိုက်ဆန်းမှုတွေရှိလို့ချက်ချင်းမဲ့ဒီရွေးကောက်ကိုဆိုရွာလေးတကူကချက်ချင်းကိုအဲကဘာကျော်ကဘာကျော် scam center ကြီးတကူဖြစ်သွားခဲ့တာပဲလေ။ပြန်ကြည့်မယ်ဆိုလား။ဘာကြောင့်ဖြစ်လဲဆိုတော့အနှစ်ချုပ်ပြောမယ်ဆိုရင်တော့မြန်မာနိုင်ငံလိုနိုင်ငံမျိုးနဲ့ကမ္ဘောဒီးယားလိုနိုင်ငံမျိုးမှာဒီ scam center တွေကြီးထွားလာတဲ့အရင်းမြစ်ကပါလဲဆိုတော့အစိုးရတွေမှာအစိုးရတွေမှာ rule of law လို့ခေါ်တဲ့တရားဥပဒေစိုးမိုးမှုမရှိလို့ပဲဟုတ်တယ်မလား ရားဥပဒေစိုးမိုးမှုမရှိဘူးတည်ငြိမ်မှုမရှိဘူးအစိုးရဆွဲတက်တမတ်မဲ့မရှိဘူးအဲ့နိုင်ငံဒီမှာတကယ် fail ဖြစ်တဲ့ fail state ခုရဲ့ချာရှုံးနိုင်ငံတခုရဲ့လက္ခဏာတွေပြည်ပတွေ့ရတယ်အဲ့လိုနိုင်ငံမျိုးမှာအခု cancer လို့ကြီးထွားလာနိုင်တဲ့ ace scam scenario ပေါ်လာတာကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့အရင်နှစ်ပြန်ကြည့်မယ်ဆိုခုနကျွန်တော်တို့ဆွေးနွေးခဲ့သလိုပဲဒီအဓိကတရားခံကတော့ဟလာမြန်မာစစ်ကောင်စီနဲ့မြန်မာစစ်တပ်နဲ့သူ့ရဲ့အပေါင်းအဖော်တွေဖြစ်တယ် BGF တွေပဲလက်နက်ကင်အဖွဲ့တွေပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘာကြောင့်လဲ ဒါကြောင့်တန်းတီမှာကျွန်တော်တို့ rule လောဒီငြိမ်မှုလည်းမရှိဘူးတရားဥပဒေစိုးမိုးမှုလည်းမရှိဘူးအစိုးရတရက်လည်းမရှိဘူး governance လည်းမရှိဘူး